2025ဒီလပိုင်း1ရက်ပေါ့ဧပြီလ1ရက်နေ့ရက်ဒီဒါမဲ့နားလပိုင်း15ရက်ဒီတလာခွဲဒီထိုင်းစိုးရရဲ့ဒီနိုင်ငံပေါ့နော်ဒီနိုင်ငံရွှေပြောင်းလုပ်သားတွေမြန်မာကမ္ဘူဇာလာအိုဗီယက်နမ်ရွှေပြောင်းလုပ်သားတွေကိုမိခင်နိုင်ငံမှာအလူတန်းတွေလုပ်ပါသေးလူမှုရေးလုပ်ငန်းတွေလုပ်ပါသေးမိသားစုနဲ့ပြန်လည်ပေါင်းစည်းပါသေးထိုင်းနိုင်ငံမှာပင်ပင်ပန်းပန်းနဲ့အလုတ်လုတ်ခဲ့သမျှကိုတလာခွဲကြ ကိုယ်နိုင်ငံမှာကိုယ်အပန်းဖြေကြပါစီဆိုပြီးတော့ဖရီးဗီဇာတလာခွဲပေးထားတာဖြစ်ပါတယ်။တကယ်အာမင်းနိုင်ငံရဲ့ IMG YouTube channel နဲ့ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဆက်ပြန်ပြန်ပြန်လေးရတာထိုင်းရမြန်မာတွေအတွက်တည်ငောင်းလုံးပြောလို့ရမယ်ဗျ။ဟုတ်ပါဒီဦးလေးကြီးကတော့အပြည့်စုံရှင်းပြထားတယ်ကျွန်တော်တို့နားထောင်ကြည့်အောင်။ဟုတ်တာဗီဇာကိုကျွန်တော်တို့အဝင်တုံးအထွက်တုံးနဲ့ အခချင်းငွေပေးမယ်ဆိုပတ်3000လောက်ကြာတယ်ခင်ဗျအတိုးတော်လေထိုင်းဆိုရအဲ့ဒီအဝင်တုံးအထွက်တုံးဗီဇာကတွေကိုကျွန်တော်ကုန်ကြစိတ် free ပေးထားပြီးတော့ဧပြီတရက်နေ့ကနေလာမဲ့မေ15ရက်တလခွဲကြ free ဗီဇာပေးတာပါထိုင်းဆိုရကမြန်မာကမ္ဘူဂျာလာအိုဗီယက်နမ်ရွှေပြောင်းလူသားတွေရဲ့လောအပ်တံပိုးကိုအလေးနဲ့ထားတာဖြစ်သလိုသူတို့မိသားစုလေးနဲ့ပြောပါစီသူတို့ဝင်ငွေလေးနဲ့ နေရမှာအလူတန်းလေးလောက်ပါသေးသူတို့မတွေ့ရတာကြတဲ့အပေါင်းအသင်းတွေဆွေမျိုးသားချင်းတွေနဲ့တွေ့ပါသေးသူတို့တခြားသောမြန်မာသကြံသူတို့နေရရင်ကသကြံနေတဲ့ ठी တွေ့ပါသေးဆိုတဲ့စေတနာနဲ့ပေးတာပါကသို့တော်လေအရင်တော့ဆိုအရင်နေ့ထိဟဲ့ဒီနေရာထိကျွန်တော်လူတန်းကြီးညာနဲ့ကြည့်တဲ့လူတန်းကြီးရှိနေပါတယ်အခုထိုင်းစံတော်ချိန်မနေ့9နာရီပါမြန်မာစံတော်ချိန်6နာရီပဲ လူတိုင်းစီနေရဒီနေ့မှာတော့ကျွန်တော်ကားနှစ်စီးသုံးစီးနဲ့နှစ်ယောက်သုံးယောက်ပြည်တော်ပြန်မဲ့အနေထားလေးတွေ့တော့ဆိုင်းရောက်မြန်မာပြည်ရဲ့ပါနဲ့လိန်လာမှုလိန်မာမှုကိုကျွန်တော်ကချီးကျူးရမယ်။ထိုင်းစိုးရရဲ့စေတနာကိုလေးစားတယ်၊ကြံပိုးထားတယ်။သို့တော့မြန်မာပြည်ပြန်ရောက်တဲ့အခါမှာကားပေါ်မှာလဲကားပေါ်မှာမဟုတ်လို့တင်းပေါ်ပေါ်မှာလဲတင်းပေါ်မှာပေါ်လဲယထားပေါ်မှာလဲယထားပေါ်လို့ကုံကုံပြောရရင်လေးရင်ပေါ်မှာတောင်း စစ်မှုထမ်းဖို့အတွက်စစ်သားစုဆောင်ဖို့အတွက်ပေါ်တာဆွေးနွေးနေအနေထားဒါအပြင်မှာမိမိတို့လူငယ်ပေါင်းပဲဒီအရွယ်ကောင်းတွေကိုမမိဘူးဆိုရင်မိမိတို့မိသားစုဝင်တုံးတုံးကိုပြန်ပြီးဆွဲမဲ့အနေထားကိုကောင်းကောင်းဒီသဘောပေါက်တဲ့အတွက်ထားရောက်မြန်မာတွေကပြီးတော့မပြန်ကြတာဖြစ်တယ်ပန်းနဲ့လိမ်မာမှုရှိကြလို့လို့ကျွန်တော်ကသဘောပေါက်အခုမြင်ရတဲ့ဖြိုးတို့ပြောင်းတော့အနေထားတဲ့ပို့လာပါမှာဘလို့ပဲဖြစ်ဖြစ်ဆိုရပြောလို့ခုမိဘဒီအချိန်မှာထားတာကိုသားသမီးလေးတွေကိုပြန်ကြည့်ချင်လို့ ။နောက်ကိုကိုတိုင်လည်းချက်မကြီးမခေါ်ဘူး။နောက်ပြင်လက်ဆကိုလူထားထားတဲ့ဖရားရှိတယ်။နောက်ပြင်လက်ဆအိမ်ရှိတယ်။စတဲ့အဖြစ်ကိုရဲ့လုပ်ငန်းဆောင်တာတွေကိုမဖြစ်မနေပြန်ကြတဲ့သူတွေအားလုံးသွားသွားဆာဆာနားနားနေနေအဆဆရာသတိထားပါ။ထိုင်းမှာလည်းစုံကံလို့ခေါ်တဲ့ပြန်ရှိပါတယ်။မဖြစ်မနေပြန်ကြသည်ပြီလေဆရာသိထားဖို့ပေးပြီးတော့မဖြစ်မနေပဲဖြစ်ဖြစ်ပါပဲဖြစ်မပြန်ကြတဲ့ထိုင်းရောက်မြန်မာလူသားအများစုကတော့ ထိုင်းတကြံထဲမှာပဲ ECC တူတူတွေလေးပြောကြပါဟုတ်ကဲ့ဒါကတော့ဟိုးစားဒီပထမရက်မှာညီနေတာပေါ့ဟုတ်နော်အဲဖိုင်းအောင်ကအစ်စ်လှုပ်ရှားတာကလည်းညီမသုံးတန်းလောက်ရှိနော်ခမိုင်းကြီးပြောတာပါနော်အဲ့တော့ဘာပဲပြောပြောဟိုမနေ့တနေ့ကဖိုင်းအောင်ကလို့ခေါ်တဲ့ညနယ်တစ်ခုမှာနေထိုင်ဖို့လှုပ်ရှားတဲ့ကျွန်တော်တိမ်းပေါင်းပြတော့မြန်မာပြည်၄နှစ်ဗီဇာပြည့်တဲ့သူတွေကလည်းအခုအကုန်လုံး name list ကြီးကြသွေးတွေပါရစ် အခွားပါမိတ်တွေပါလို့ကြမယ်အနေထားနဲ့ထိုင်းနိုင်ငံမှာအလုတ်ကျန်းဟတ်ဝတ်ကိုပုံစံမျိုးစုံနဲ့လုံနေကြတဲ့မြန်မာရွှေပြောင်းလူသားတွေအနေထားတော့ကျွန်တော်ရက်တရားဆိုတဲ့တရားမဝင်နိုင်ငံသားအလို့ကမှဖမ်းဆီးနိုင်နေစီပါချက်ထဲမှာအကျုံးဝင်နေသေးပဲရှိနေသေးတယ်။ဒါကြောင့်မို့လို့သွားသွားဆာဆာနာနာနေနေဟလာအဆာဆာရာတတိထားပါကို့မှာအထောက်ထားရှိပေမဲ့လည်းထိုင်းရဲ့ရရွာစီမင်းတွေ ေသနာစီးပင်းနေတဲ့ပြမစီးမြင့်တွေမှာရှိနေတဲ့စုညံနာတွေမလို့ရပါဘူးတကြံကာလမှာဆိုရင်ကျွန်တော်တို့တကြံကာလမှာဆိုတကြံကားပေါ်မှာကျွန်တော်တို့ဘလုံးမကြုံဝစ်စားရင်တန်9000တောင်ခဲ့ပြီးတော့တကြံကားပေါ်မှာမဖွဲမရလုပ်ပဲဆိုထောင်ဆယ်နှစ်နဲ့ဖန်နှပိခဗျာနောက်တစ်ခုကတကြံကာလမှာကျွန်တော်တို့အရက်သေးစာကိုယ်တိုင်တောက်စားလို့ဖြစ်စီတငယ်ချင်းပေါင်းသွင်းနေ ရက်ဒေတာတောက်စားဖို့လှုပ်ဆော်ရင်လေကျွန်တော်ထောင်တန်းကြီးပါလေသူကထောင်တန်းတင်းနေတဲ့ငွေတန်းပတ်ငါးပဲဟုတ်ကဲ့ပါညီလေးကျွန်တော်ပြန်ခိုင်းဒီလောက်ပါပဲဒါတော့ထိုင်းအောင်မြန်မာရဲ့ဒရက်ဒီတည်င်းကောင်းလို့ပြောလို့ရမယ်အပိချစ်ရှိသူတည်ရှိနိုင်ခြင်းနိုင်ခြင်းပါတယ်နောက်ထပ်ပြန်ပြန်ဆောင်ကြ